Hey what's up? တပုတ်ကော Thomas ကနေပြန်လဲကြိုဆိုပါရစေ။ Batman Begins က John Sachet 2005မှာထွက်ခဲ့တာဆိုတော့အခု2025ခုနှစ်မှာအနည်းငယ်တင်းတင်းပြည့်ခဲ့သွားပြီဖြစ်ပါတယ်။ဒီရုပ်ရှင်ကြောင့်မလို့ Super Hero Log ကိုတစ်ခေတ်စမ်းစေခဲ့ပြီးတော့တက်ရောက်မှုတွေလည်းအများကြီးရှိခဲ့တယ်။ MCU က CEO Kevin Feige တောင်မှ Batman Begins ကြောင့် Super Hero ရုပ်ရှင်တွေကိုပြန်ပြီးဥမောခဲ့ရတယ်လို့ဆိုရတယ်ဗျ။ Cinematic franchise တွေဖေးသွားရင်လည်းဆက်သွားနေကြမှာလို့ပဲ reboot ပြန်ချတာအောင်မြင်နိုင်တယ်ဆိုတာကိုတသက်ပြသွားခဲ့တဲ့ရုပ်ရှင်ဆိုလည်းမမဘူး။ ဒီလိုမျိုးအုတ်မြစ်တွေအများကြီးချပစ်သွားခဲ့တဲ့ Batman Begins ကဘယ်လိုဖြစ်လာခဲ့တာလဲအရှိရကားရီနဲ့မတူပဲဘာကြောင့် reboot ချပစ်သွားတယ်ဆိုတာတွေကိုကျွန်တော်လေ့လာမိရတဲ့လောက်ပြောပြသွားပြီးကိုပိုင်ကိုပိုင်မြင်တွေကိုလည်းဆွေးနွေးသွားမှာပါ Batman character ကို1939ခုနှစ်မှာနောင်ကျ DC ဆိုပြီးဖြစ်လာမဲ့ Detective Comic ကနေပြီး Superman ရဲ့အောင်မြင်မှုကြောင့်နောက်ထပ် Superhero တွေဖန်တီးမယ်ဆိုပြီး Bob Kane နဲ့ Bill Finger တို့ကဖန်တီးခဲ့ကြတယ် ဒီလိုနှစ်ယောက်ကနောက်ပိုင်းမှာ Batman ပါတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာ Siren တို့တွေလိုက်ကြည့်ရင် credit တွေမှာအများအားဖြင့်ပါနေကြနာမည်နဲ့ခုဗျ Batman ဇာတ်ကောင်ကအဲ့ဒီချိန်အားစလို့ဝဝကွယ်အောင်မြင်ခဲ့ပြီး cartoon စာအုပ်တွေအပြင် animation တွေရုပ်ရှင်တွေမြင်မတွေ့နိုင်အောင်ထွက်ခဲ့တယ်။ပထမဆုံး live version ကက1943မှာထွက်ခဲ့ပြီးအဲ့ဒီနောက်1966မှာတော့ Adam West တရုပ်ဆောင်တဲ့ Batman TV series ထွက်ခဲ့ပါတယ်။ဒါပေမဲ့ရုပ်ရှင်ကားဤအနေနဲ့တရားဝင်စပြီးရိုက်တဲ့ရုပ်ရှင်ကတော့1989ခုနှစ်မှာ Tim Burton ရိုက်ပြီး Michael Keaton တရုပ်ဆောင်တဲ့ Batman ရုပ်ရှင်မှာ သူ့အောင်မြင်မှုကြောင့်နောက်ဆက်တွဲရုပ်ရှင်တွေဖြစ်တဲ့ Batman Returns, Batman Forever, Batman and Robin ဆိုပြီးလေးကားဆက်ထွက်ခဲ့တယ်။ Batman မင်းသားတွေပြောင်းသွားခဲ့ပေမဲ့ဇလန်အရာဆိုဒီလေးကားလုံးက Batman တယောက်တည်းပါ။အဲ့ဒီနောက်ငါးကားမြောက် Batman ကိုလည်းဆက်ရိုက်ဖို့ plan လုပ်ခဲ့ကြတယ်။ Batman and Change လို့နာမည်ပေးထားပြီး Harley Quinn နဲ့ Scarecrow က villain ဖြစ်ပါဖို့စီစဉ်ခဲ့ကြတယ်။ဒါပေမဲ့1990မှာထွက်တဲ့ Batman and Robin ကတည့်တဲ့အတိုင်း flop သွားတာကြောင့်ငါးကားမြောက်က auto cancel ဖြစ်သွားခဲ့တယ်။ ဝါနာဘရာသာတကားဖလော့ပ်တာနဲ့နောက်ကရီကန်ဆယ်တဲ့အချင်းဒီကနေ့ကစားတယ်လို့ပြောလို့ရတယ်ဗျဒီလိုနဲ့2000ပြည့်နှစ်တွေရောက်တော့ဘတ်မန်ကားတွေရိုက်ကြမယ်ဟေးဆိုပြီးတော့ပြန်ပြီးလောက်ကြပြန်ရောဘတ်မန် vs စူပါမန်လို့လို့ဘတ်မန်ဘီယွန်လို့လို့ဘတ်မန်ယာဝန်ကိုရိုက်မှလို့လို့နဲ့တကယ်တမ်းထွက်လာတော့ကတ်ဝူမန်ထွက်လာပါလေရောဒါပေမဲ့တော်သေးရတခုကကတ်ဝူမန်နဲ့ဘတ်မန်ကိုနှကားခွဲရိုက်ပြီးနောက်ကရီကြမှာ cross over မယ်ဆိုပြီးလောက်ခဲ့ကြပြီမဲ့ကတ်ဝူမန်ဖေးသွားတော့အော်တိုဒိုးလိုက်တော့ဆိုပြီးစိန်ရကနေဖြောက်ပြလိုက်တာမှာဘတ်မန်ရုပ်ရှင်တကားပဲကျမှာတော့တယ် ဘတ်မန်ရုပ်ရှင်အသစ်တွေအဲ့ဒီချိန်မှာမီမန်ထိုစကားနဲ့နာမည်ကြီးနေတဲ့ခရစ်စတိုဖာနိုလန်ကိုငှားခဲ့ပြီးဘတ်မန်ဘီဂင်းစ်ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ဒီမှာနိုလန်ရဲ့အမြင့်ကျယ်မှုကြောင့်သာဘတ်မန်ဘီဂင်းစ်ကအဲ့ဒီချိန်က DC ရဲ့သမယိုးကျဆူပါဟီးရိုးရုပ်ရှင်တွေနဲ့ကွက်ထွက်သွားခဲ့တာပါ။နိုလန်ကဘတ်မန်ကို origin ကနေစပြီးတော့တည်တည်ချာချာပြင်ရိုက်ချင်ခဲ့တယ်။ရှေကားဒီမှာလိုမျိုးခဏပဲပါတာတော့ flashback ပဲပါတာလိုမျိုးလိုလိုမဟုတ်ပဲဘဝအစကနေစပြီးပြကျင်တာပြီးရင်လည်းအတတ်နိုင်ဆုံးလက်တွေ့နဲ့နီးစပ်အောင်ပြကျင်နေဆိုပြီးဖြစ်လာတယ် ဒါကြောင့် Bruce Wayne တယောက်ကဘာပတ်တိုင်းကျင်တာတွေကိုအသေးစိတ်ဖော်ပြထားတဲ့1989ခုနှစ်က The Man Who Fall ဆိုတဲ့ comic ကိုအခြေခံမှုဖြစ်လာခဲ့တယ်။ဒီထက်မှာ Bruce ငငယ်ကရေရွင်းနဲ့ပြုတ်ကျခဲ့တဲ့ sense တရားစာအတိအကျပါခဲ့တယ်။ဒီ comic အပြင် Common Falcon အကြောင်းအသေးစိတ်ပါရဲ The Long Halloween comic နဲ့ Batman စဖြစ်ကစား Year-One comic book တွေကိုလည်းအခြေခံခဲ့တယ်။နိုလန်ကသူ့အသက်17နှစ်သားတုန်းကမြင်မြင်ခဲ့တဲ့ဘတ်မန်ရုပ်ရှင်မျိုးကိုဖန်တီးကျင်တယ်ဆိုပြီး PG-13 ထားဖို့လည်းဆုံးဖြတ်လိုက်သေးတယ်။ဒါကြောင့်မဲ့ဘတ်မန် Begins ကတွေးထက်တန်ရုံကျမ်းနာတွေအဲ့ဒီလောက်မပါတာ villain တွေအနေနဲ့မထွက်လိုက်ရတဲ့ကားမှာသုံးဖို့ရည်ရွယ်ခဲ့တဲ့ scarecrow နဲ့ racial goo တို့ကို live fashion မှာတစ်ခါမှမပါဘူးသေးတဲ့အကြောင်းဆိုပြီးရွေးလိုက်တယ်။ဒါပေမဲ့လက်တွေ့ဆန်ဆန်သွားခြင်းနဲ့ nolan အတွက် racial goo ကပြဿနာဖြစ်ခဲ့တယ်။မသေးရေကန် lazarus pit နဲ့ကြော်ကြတဲ့ racial goo ကိုအဲ့ဒီရေကန်မပါဝဲနဲ့သဘာဝကျကျထည့်ဖို့ဆိုပြီးဖြစ်လာခဲ့တယ်။အဲ့ဒါကြောင့်အသက်ရချီရှိတဲ့ Racial Group အစား၂ရချီပြီးတည်တန်းရှိပြီးတမိုင်းတွေကိုပြောင်းလဲနေတဲ့ League of Assassin အဖွဲ့ဆိုပြီးတော့ပြောင်းလဲခဲ့တယ်။ Okay ဒါဆို Villain တွေလည်းရပြီ။အခြေခံမဲ့ Comic နဲ့ဇာတ်လမ်းလည်းရပြီဆိုတော့သရုပ်ဆောင်တွေအကြောင်းဆက်သွားလိုက်ရအောင်။ Batman နေရာအတွက် audition ဝင်ခဲ့ကြတဲ့ထဲမှာ DCEU က Superman, Henry Cavill, Hannibal, Hugh Dancey, Pinbjorn Dr. Manhattan တယောက်ဆောင် Billy Crudup, Mysterio တယောက်ဆောင် Jake Gyllenhaal ကိုကြော်ပြီးတော့ Sigma May Christian Bale က Batman role ကိုရသွားခဲ့တယ်။ audition ဝင်ခဲ့တဲ့မင်းသားတွေထဲမှာ Cillian Murphy လည်းပါခဲ့တယ်။ Batman အနေနဲ့ထဲသူ့ရဲ့ Bruce Wayne အနေနဲ့တယောက်ဆောင်တာကို Nolan ကသဘောကျသွားတာမလို့သူ့ကို Scarecrow အနေနဲ့ cast လိုက်တယ်။ ဆရာသမားအဲ့ဒီကနေက boss နေရတော့ဆရာကြီးနေရတော့တရုတ်ဆောင်တာတွေ skill ချမ်းခဲ့ပုံရတယ်ဗျဒီကနေ့ကသူတို့နှစ်ယောက်ကတွဲပြီးတော့အလုပ်လုပ်ခဲ့တာ2023 Oppenheimer အထိပဲသူ့လိုပဲဒီကမှစပြီးတော့အလုပ်တူတူတွဲလုပ်ခဲ့ပြီးနောက်ကားတိုင်းအထိပါဆက်ပါသွားတဲ့သူကတော့ Alfred တရုတ်ဆောင် Michael Game ပဲသူ့အတွက် offer ကိုတော့ Nolan ကိုယ်တိုင် Michael Game အိမ်ကိုသွားပြီးတော့ဇညွန့်ကိုပေးပြီးကမ်းလှမ်းခဲ့တယ်လို့ပြောတယ်ဗျ Batman ရောရသွားတဲ့ Christian Bale အတွက်လည်းအဲ့ဒီအချိန်က The Machinist ရိုက်ပြီးကစားမလို့ဝိတ်ကြနေတဲ့အချိန်ဖြစ်နေတာ အဲ့နဲ့ပဲ personal trainer ငှားပြီးတော့လာအနိုင်ငယ်နဲ့ပဲကြွက်သားပေါင်တရာလောက်ရအောင်တင်ခဲ့ရသေးတယ် body transformation ကျမ်းနဲ့ christian bay ဆိုတာလည်းဒီရဆလာခဲ့တာပဲ gary oman ကို racial good ဆင်းစားခဲ့ပြီးမဲ့ gordon နဲ့ပိုလိုက်လောက်တယ်ဆိုပြီးတော့ gordon ဖြစ်လာခဲ့တယ် racial good ရဲ့ role ကတော့အတိအတိုင်း liam nisan ရသွားတယ်အော်ဒါနဲ့ဒီကလေးကိုမှတ်မိလား Nero Stormo ကဒီ chart တက်ကနောင်ကြအားလုံးရဲ့အချစ်တော်ဖြစ်လာမယ်။ကောင်းလေးငင်ငယ်ရဗျာ။ March 2004မှာရက်ကွေးစခဲ့ပြီး Nolan ရဲ့ထောစံတိုင်း Practical Effect တွေတော်တော်သုံးခဲ့တယ်။ CGI တုံးထားတယ်ဆိုပေမဲ့လည်းဂေါ်တန်မြို့ရဲ့နေရာတချို့ Arkham Asylum ရှိတဲ့ Nero's John, Bat Cave, Rachel Gu ကြောင်အစရှိတဲ့နေရာတွေကို Saturn နဲ့ Miniature တွေတုံးခဲ့ကြတယ်။ပြီးတော့အားလုံးသိကြတဲ့ Templar ပေါ့ဗျာ။ဒီ Templar ကြီးကတကယ်တကားကြီးဗျာ။ဒီရေကုန်ထဲကို Templar ခုံးဝင်လာတဲ့အခန်းဆိုရင်လုံးဝ predictable ပဲ။ CGI လုံးဝမပါဘူး။ Templar ကလည်းတကယ်ကရေကုန်ကလည်းရေမော်တာတွေအများကြီးတက်ထားတဲ့ Saturn တစ်ခုပဲ။ဒီလောက်ထိကို Nolan က predictable effect တွေတုံးခဲ့တာ။ Indosense တွေကိုဒါစတူဒီယိုမှာရိုက်ခဲ့ပေမဲ့ Outdosense တွေကိုတော့တကယ်နေရာတွေမှာတွားပြီးရိုက်ခဲ့တယ်ဗျ။ Bruce Wayne တိုင်းသွားခြင်းနဲ့ရုပ်ရှင်တွေကဘူတန်နေရာကအပြင်မှာ Iceland ကတကယ်ရှိတဲ့နေရာမှာတွားရိုက်ခဲ့ကြတာ။ရာသီဥတုကလည်းအေးလေရာလည်းပြင်းတယ်တရုတ်ဆောင်တွေအတော်မဲ့ခဲ့ကြတယ်လို့ပြောတယ်။ဒီလိုတွေ effort တွေ share ထုတ်ခဲ့လို့လည်း Nolan ရုပ်ရှင်တွေဆိုလို့ရှိရင်တကယ်ကောင်းတာတွေကြီးဖြစ်နေခဲ့တာ။ဒါပေမဲ့လည်းအဲ့ဒီအချိန်က Warner Brother Nolan ရဲ့ Batman Begins ကိုတိတ်ပြီးတော့ယုံကြည်မရှိခဲ့ပါဘူး။အရှိကဘတ်မန်ရောဘင်ကဖေးထားတဲ့အပြင်ဇလန်ကလည်းအစအပြန်စတာဆိုတော့ လူတွေကြည့်မှကြည့်ကြပါမလားဆိုပြီးတော့တန်တရားမျက်လုံးနေနဲ့စောင့်ကြည့်နေခဲ့တယ်။တကယ်လည်းရုပ်ရှင်ထွက်လာရောအားလုံးသိရတဲ့အရင်ရုပ်ရှင်ကဝင်ငွေပိုင်းလည်းမဆိုးခဲ့သလို review တွေကလည်း positive review တွေရခဲ့တယ်။ Oscar မှာလည်း Best Cinematography ဆုတောင်း nominee ဝင်သွားလိုက်သေးတယ်။ဒီရုပ်ရှင်ရဲ့အောင်မြင်မှုကြောင့်နောက်ဆက်တွဲ sequel နှစ်ကားဖြစ်တဲ့ The Dark Knight နဲ့ The Dark Knight Rises ရိုက်ဖို့ကိုပါမိစိမ်းပြခဲ့ပြီးတော့အခုအားလုံးသိကြတဲ့ Nolan's Trilogy ဆိုတာကြီးဖြစ်လာခဲ့တာပါ။ဒီ Nolan's Trilogy ရဲ့အောင်မြင်မှုကြောင့်နောက်ပိုင်းမှာ DCEU ရိုက်ဖို့ဖြစ်လာခဲ့တယ်။ DCEU ရဲ့အဆုံးသတ်မှတ်လာတာတော့နောက်တစ်ပိုင်းပေါ့လေ။ order နဲ့ fan fact အနေနဲ့ Warner Brothers က2006ခုနှစ်မှာထွက်ခဲ့တဲ့ Brandon Root ရဲ့ Superman Returns ကိုနောက်ပိုင်းမှာ Nolan Batman နဲ့ချိတ်ပြီးတော့ Universe ထောင်ဖို့လုပ်ခဲ့သေးတယ်။ဒါပေမဲ့ Superman Returns ကဖေးသွားတာတကြောင် Nolan ကလည်း Universe ထောင်ဖို့ကန့်ကွက်တာကြောင့်တကြောင်မချိတ်ဖြစ်တော့ဘဲနဲ့ Nolan Batman က Trilogy အနေနဲ့ပဲတည်တံ့လေးရှိနေခဲ့တာ။ဘလို့ပဲဖြစ်ဖြစ် Batman Begins က Superhero Kid တစ်ခုကိုအစာပြိုးနိုင်အောင်အုံမြင့်ချပေးနိုင်ခဲ့တဲ့ရုပ်ရှင်တကားဆိုတာတော့ညင်းလို့ရမယ်မထင်ပါဘူး။ ကျွန်တော်ရဲ့ personal အမြင်အရဆိုရင် The Dark Knight က Joker ရဲ့ဇလံဆိုလို့ရှိရင် Batman Begins က Batman ရဲ့ဇလံပဲ Nolan's Batman ဆိုပြီးပြောကြရင်ကျွန်တော်တို့ပထမဆုံးမြင်မိတာ Joker ပဲပြီးရင် The Dark Knight က Never Do It For Free တို့ All You Need Is A Little Push တို့လို့ကုတ်တွေကိုမြင်ရတယ်အဲပြီးရင် The Dark Knight Rises Sense ကနောက်ဆုံးခေါင်းညှိပြီးနှုတ်ဆက်တဲ့ Sense တို့ပါလို့ပေါ့ဒါပေမဲ့ကျွန်တော်တို့ Batman Begins နဲ့ Christian Bale ကြောင့်တော့သိပ်ပြီးမပြောပြချင်ဘူးဗျ Comic accurate တဲ့မဖြစ်ဘဲ realistic ဆန်းနေတာဆိုတာနဲ့တင်ကြောကြောသွားကြတယ် နှာခမ်းကြီးထော်ပြီး11တိုင်ကြီးနဲ့စကားပြောတယ်ဆိုတော့ပြောပြကြရတယ်ပေါ့နော် Batman Begins က Bruce Wayne character ကိုအကောင်းဆုံးမြင်ရတဲ့ကားပဲနောက်ပိုင်းကားတွေကသူ့ရဲ့ peak မဟုတ်တော့ဘဲနဲ့ villain တွေ peak ဖြစ်သွားတယ်ဇလန်းတွေဖြစ်သွားတယ်ပြောရရင် Nolan trilogy မှာ Batman Begins က super super hero အဆန်ဆုံးကားဖြစ်ပြီး happy ending ဖြစ်ခဲ့တဲ့တခွေတည်းသောဇာတ်ကားလည်းဖြစ်ခဲ့တယ်နောက်ထပ်ပြောရရင်ဒီကားထဲမှာပါတဲ့ Gotham မျိုးကလည်း comic က Gotham နဲ့အတူဆုံးပဲနောက်ပိုင်းမှာပါတဲ့ Gotham က New York လိုလို Chicago လိုလိုဖြစ်သွားတာတော့သိပြီးတော့သဘောမကျဘူး The Dark Knight Trilogy မှာ Superhero ကဆိုတာထက်ကိုကြော်လွန်ပြီး Masterpiece ဖြစ်တဲ့ရုပ်ရှင်ဆိုရင်တော့ The Dark Knight ဆိုပေမဲ့ Batman အနေနဲ့အကောင်းဆုံး Superhero ရုပ်ရှင်ဆိုရင်တော့ Batman Begins ဖြစ်မယ်ဆိုတာသိကြပါတယ် Nolan Batman ရုပ်ရှင်တွေကိုပြန်ကြည့်ကြည့်နေဆိုရင်ကျွန်တော်ပြန်ကြည့်ပြည့်ဆုံးစက်ကလည်း Batman Begins ပဲဘာလို့လဲဆိုတော့တခြားနှစ်ကကြည့်ပြီးလို့ရှင်တွေးပြီးကြံခဲ့ရတာမျိုးပေါ့နော်အထူးသဖြင့် The Dark Knight ပေါ့ ဲ့ကြတော့ Batman ကိုမြင်ရင်လို့ entertain ဖြစ်ခြင်းလို့ကြည့်မယ်လို့ရွေးတဲ့အခါမျိုးဆိုရင်တော့ကျွန်တော် Batman Begins ကိုပဲရွေးပြီးကြည့်ဖြစ်တယ်ဗျနောက်တစ်ချက်ကတော့ Templar အကြောင်းပါပဲ Batboy နဲ့ Batwings ကဘလောက်ပဲမိုက်တယ်ပြောပြောကျွန်တော် အကြိုက်ဆုံး Batman ရဲ့စီးတော့ရင်ဆိုရင်တော့ Templar ကြီးပါပဲ Templar ကားချစ်စင်နေရလဲ Trilogy တစ်ခုလုံးမှာအကြိုက်ဆုံးဇာတ်ဝင်ခန်းနေတဲ့တစ်ခုဖြစ်ခဲ့တယ် Order နဲ့အခုချိန်ထိ live fashion မှာ batman နဲ့ gordon နှစ်ယောက်ဆက်ဆံရေးကိုစတင်တိဆောက်တဲ့ဇာဝင်ကံကိုတည်တည်ရှိရှိမြင်ရတာဆိုရင်လေ batman begins မှာပဲရှိတယ်ဗျ။ ်ခရစ်ယာန်ဘေးကလည်းခေါင်းဆောင်မင်းသားအနေနဲ့ပါတဲ့ဘတ်မန်က၃ကားရှိတဲ့တယောက်တည်းသောမင်းသားပဲကျန်တဲ့ဘတ်မန်တွေကနှစ်ကားရိုက်ပြီးတတိယကားလို့ဆိုလို့ရှိရင်အရန်သေးဆောင်တွေဖြစ်ပြီးလမ်းဆုံးသွားကြတာများတယ်ဘလိုပဲဖြစ်ဖြစ်ဘတ်မန်ဘီကင်းစ်ကငငယ်ကလေးအကြီးကြီးရတဲ့ကားဆိုတော့အမှတ်တရတွေလည်းအများကြီးရှိပြီးအတော်ကြိုက်ခဲ့ရတဲ့ဇာတ်ကားလည်းဖြစ်ခဲ့တယ်ဗျ Bruce Wayne တရားကိုလမ်းကြားထဲမှာမိဘနှစ်ပါးတန်းတန်းနဲ့ပြစ်ခံရတာဆလို့ကဘာပတ်တိုင်းကျင်ပြီး Batman ဖြစ်လာဖို့နေကိုအသေးစိတ်တင်ဆက်ပြသခဲ့တဲ့ Batman Begins က The Dark Knight Trilogy တစ်ခုလုံးမှာကျွန်တော်အကြိုက်ဆုံးဇာတ်ကားပါပဲဗျာ ဒီဗီဒီယိုလေးကတော့အနည်း20ပြည့်အထိမ်းအမှတ်အနေနဲ့ပြန်လည်အောင်မရင် လုတ်ဖြစ်သွားတယ်ဆိုပါတော့ပေါ့ဗျာအဆုံးထိကြည့်ပေးကြရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ် brother တို့ sister တို့ရော batman begins နဲ့ပတ်သက်ပြီးထင်မြင်ချက်တွေကြိုက်တာမကြိုက်တာတွေကို comment မှာဝင်ရောက်ဆွေးနွေးပြီးအသေးသွားလို့ရပါတယ်ဗျာဗီဒီယိုကို like လုပ်ပြီး channel ကို subscribe လုပ်ရသေးရင်လည်းလုပ်တော့ပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်